ချမ်းပြည်မြောက်ပိုင်းမူဆယ်မြို့အနီးအလွန်သားရလှပပြီးပန်းတွေစုံလင်လှတဲ့ဆယ်လက်အရွာလေးဟာစောမော်လခေါ်မိုင်းမော်ဧကရီရဲ့မွေးဖွားရာဇာတိလေးပဲဖြစ်ပါတယ်။စောမော်လဆိုတာမိုင်းမော်စောဝါကြီးတစ်ပါးဖြစ်တဲ့စက်ခွန်တွန်းသူမဟုတ်စက်ဟော်လုံးမင်းရဲ့ချောမော်လှပတဲ့ရှမ်းမင်းသမီးလေးတစ်ပါးဖြစ်ပါတယ်။အမွာမွေးဖွားခြင်းဖြစ်ရာစောမော်လကအကြီးဖြစ်ပြီးမောင်တော်ခေါ်ကွန်လန်ကတော့အငယ်ဖြစ်ပါတယ်။စောမော်လကိုမွေးဖွားချိန်မှာမိမော်လော်ဟော်နန်တွင်မှရှိတဲ့ဆက်လက်နဲ့ပစ္စည်းတွေဟာအယောင်ဖြူဖြူဖြစ်ဖြစ်လက်လာပြီးလှုပ်ရှားရမ်းခါခဲ့တယ်လို့ဆိုကြ ပါတယ်။ဒါကြောင့်လည်းဖရာရေတင်းသဒ္ဒနာပြုနိုင်ခဲ့တဲ့ငေရဲသူရှမ်းမင်းသမီးလေးစောမော်လာကိုပါရမီရှင်လို့တင်စားခဲ့ကြတာဖြစ်ပါတယ်။အနော်ယထာမင်းကြီးလက်ထက်မှာပထမမြန်မာနိုင်ငံတော်ကြီးကိုစူးစီးတည်ထောင်နိုင်ခဲ့ရုံသာမကပဲဗကန်နေပြည်တော်မှာကြီးစိုးနေတဲ့အရေးကြီးတဲ့အယူဝါဒကိုဖယ်ရှားကအရှင်အရဟံရဲ့တွင်တင်မှုနဲ့ထေရဝါဒဗုဒ္ဓဘာသာကိုပြန်ပွားစေခဲ့ပါတယ်။ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သွားတဲ့အနော်ယထာမင်းဟာဇေဒီပထိုးများကိုတည်ထားကိုးကွယ်ရုံသာမကမြတ်ဗုဒ္ဓရဲ့တရိယာတတော်တွေကိုပါရယူပူဇော် နိုင်မှုကြိုးပမ်းခဲ့ပါတယ်။ဥတီဘောင်းမင်းစိုးစံနေတဲ့ကန္နာရစ်တရုတ်ပြည်မှာဗုဒ္ဓဖျားရှင်ရဲ့လဝဲဆွဲတော်မြတ်ရှိတယ်လို့နော်ထာမင်းကြီးကြားသိတဲ့အခါမှာတော့ဆွဲတော်ပင့်ဆောင်ရန်စစ်တီးပူပါ